မြင်းမြုံမိုင်းနဲ့အခြားပောက်ကွဲစေတက်တဲ့ပစ္စည်းတွေရဲ့အနေအကိုကလေးတွေကိုတိုင်းကောက်ွယ်နိုင်မဲ့နီလာတွေကိုအတူတူလေ့လာကြည့်ကြရအောင်ကလေးတွေဟာသူတို့တဘောကျတဲ့ပစ္စည်းတွေကိုထိချင်ကင်ချင်ကြတဲ့အတွက်မတိတဲ့ပစ္စည်းတွေ့ရင်ထိမိရင်အနေရရှိနိုင်တာကြောင့်ကလေးတွေကိုမြင်းမြုံမိုင်းနဲ့အခြားပောက်ကွဲစေတက်တဲ့အနေတွေအကြောင်းသိအောင်တတိထားတအောင်တင်ပေးဖို့ဟာမိဘတွေနဲ့ဆရာတွေအတွက်အလွန်အရေးကြီးပါတယ် လေးတွေကိုမြင်မြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့အနေရရှိတဲ့နေရာတွေမှာမိမိကိုယ်တိုင်ကာကွယ်တတ်ဖို့ရှောင်ကျဉ်တတ်ဖို့သဘောတရားတွေကိုသင်ပေးတာတင်မကပဲစိတ်ညာသဘောထားအကျင့်တွေကိုလည်းအတူတကွဖွံ့ဖြိုးလာဖို့လှုပ်ဆောင်ပေးဖို့လိုပါတယ်ကလေးတွေဟာအနေရကိုမသိရင်မရှောင်နိုင်ပါဘူး။ဒါကြောင့်မြင်မြုပ်မိုင်းဆိုတာပါလေ။ဘလို့ပောက်ကွဲနိုင်တယ်လဲ။ဘယ်နေရာတွေမှာတွေ့နိုင်လဲဆိုတဲ့အသိပညာကိုပထမဆုံးသင်ပေးထားပါမယ်။ ကလေးတွေဟာတခါတလေစိတ်ဝင်စားမှုကြောင့်အန္တရာယ်ကိုမသိဘဲသွားချတတ်ပါတယ်။ဒါကြောင့်မသိရနေရမသွားဖို့မသိတဲ့ပစ္စည်းမသိဖို့ဆိုတဲ့တည်ထားမယ့်အရာတွေကို နေ့စဉ်ပြောပြပေးနေဖို့လိုပါတယ်။ကလေးတွေအတွက်မသိတဲ့ပစ္စည်းတွေ့ရင်စူးစမ်းခြင်းစိတ်ကိုထိန်းနိုင်ဖို့လေ့ကျင့်ပေးဖို့လိုပါတယ်။ကလေးတွေကိုအန္တရာယ်ရှိတဲ့နေရာမှာအမတားမပြုလုပ်ခိုင်းသင့်ပါဘူး။လာရခြေလမ်းအတိုင်းပြန်လဲဖို့လဲမတိုက်တွန်းတင်ပါဘူးသူတို့ကအကူအညီစောင့်နေဖို့အတွက်တာဖြစ်ပါတယ် မြမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာတိတ်ကိုအနေရကြီးတဲ့အကြောင်းကလေးတွေကိုသူတို့မှတ်မိနိုင်တဲ့အရာတွေနဲ့လူကြီးမိဘတွေကရှင်းပြပေးဖို့အထူးတလဲလိုအပ်လာပါတယ်။အဲဒါဆိုရင်ကလေးတွေကိုမြမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးဘလို့တင်ပြကြမလဲ။ရုပ်ပုံတွေနဲ့တင်ပေးနိုင်ပြီးကလေးတွေကိုတေးချာနားလည်ရှင်းလင်းအောင်ပြပေးဖို့ရုပ်ပုံတွေကိုဒါသုံးနာအကောင်းဆုံးနည်းလမ်းတစ်ခုပါ။မြမြုံမိုင်းပုံ တန်ဘူးတန်သုံးတန်ပစ္စည်းမျိုးစုံပုံတွေပြပြီးဒီလိုပစ္စည်းတွေမြင်မှာတွေ့ရင်မထီရဘူးဆိုတာသေချာရှင်းပြပါအဲ့ဒီလိုတင်ပြပေးရင်ကလေးတွေဟာမတိတဲ့ပစ္စည်းကိုတည်ထားဖို့စိတ်ထဲမှာထိန်းသိမ်းလာတတ်ပါတယ်ဂိမ်းတွေဆော့ပြီးလဲတင်ကြားလို့ရပါတယ်ကလေးတွေကိုဂိမ်းတွေနဲ့ဆော့ပြီးတင်ပြပေးတာကလည်းသူတို့အတွက်စိတ်ဝင်စားဖွယ်တစ်ခု ဖြစ်တဲ့အတွက်မမှီလွယ်ပါရဲ့။လုံခြုံတဲ့လမ်းနဲ့အနေရရှိတဲ့လမ်းကိုအမတ်သားတစ်ခုလောက်ခိုင်းပြီး ဘယ်လန်းကလုံခြုံတဲ့လမ်းဆိုပြီးအဖြေရှာခိုင်းတာလဲကလေးတွေအတွက်တတိထားဆင်ခြင်တဲ့အကျင့်တစ်ခုတည်ဆောက်နိုင်ပါပါတခြင်းတွေနဲ့တင်ကြားပေးတာဟာလဲထိရောက်တဲ့နီလန်တစ်ခုဖြစ်ပါတယ်တခြင်းဟာရှင်းလင်းပြီးမှတ်မိလွယ်သလိုကလေးတွေအတွက်ပျော်ရှင်စရာလဲကောင်းပါတယ်တရုတ်ဆောင်ကစားရင်တင်ပေးဖို့နီလန်ကလဲကောင်းမှုနဲ့နီးတစ်ခုပါမြေမြုံမိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေအကြောင်းကိုကလေးတွေနားလေလွယ်တဲ့ဇလန်တပုတ်ဖန်တီးပြီးကလေးတွေကိုတရုပ်ဆောင်ခိုင်းပါ မြေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေတွေ့ရင်ဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်တာမှန်တယ်လဲမှားတယ်လဲဆိုတာကိုဆွေးနွေးခိုင်းပါဒီနည်းလမ်းကလည်းလေ့ကျင့်မှုဖြစ်ပြီးစိတ်ထဲမှာဂိမ်းအောင်နေတတ်ပါတယ်ဇာလနဲ့တင်ပေးမဲ့ဆိုရင်လည်းကလေးတွေဟာဇာလနဲ့တင်ငန်းစာတွေကိုမှတ်မိနိုင်ဖို့ပုံမလွယ်ကူပါတယ်ဥပမာမောင်လင်းနဲ့မြေမြုပ်မိုင်းဆိုတဲ့ဇာလန်ရေးပြီးမောင်လင်းကမတိတဲ့ပစ္စည်းတွေ့ရတဲ့သူမထီကြောင်းမကင်ကြောင်းပြတတ်ပြီးအန္တရာယ်ကနေလွတ်မြောက်သွားတဲ့ဆိုတဲ့ဇာလန်မျိုးကိုဆိုလိုတာပါ ကလေးတွေကိုမြေမြုပ်မိုင်းနဲ့အခြားပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေရဲ့အကြောင်းကိုရုပ်ပုံ၊ဂိမ်း၊တချင်းတွေ၊ဇာတ်လမ်းတွေအသုံးပြုပြီးသင်ပေးနိုင်တဲ့အခါကလေးတွေဟာတတိထားတလာကြမှာဖြစ်ပါတယ်။ကလေးတွေကိုမတိတာတွေ့ရင်မိဘဆရာတွေကိုအမြန်ပြောနိုင်ဖို့တည်င်းပေးအကျင့်ရှိဖို့လိုပါတယ်။ကလေးတွေနဲ့မိဘဆရာတွေကြားမှာယုံကြည်မှုတည်ဆောက်ဖို့လည်းလိုအပ်ပါတယ်။ယုံကြည်မှုရှိမှမိဘဆရာတွေကိုလေမြန်တဲ့အကြောင်းကြားမှုဖြစ်လာပြီးအနည်းငယ်ကိုအမြန်ရှောင်နိုင်မှာပါမတိတဲ့နေရာမသွားပါနဲ့ သိတဲ့ပစ္စည်းမသိပါနဲ့မိဘဆရာကိုပြပါဆိုတော့ကိုကလေးတွေကိုတေချာနားလည်အောင်ပြောပြပေးဖို့လိုအပ်ပါတယ်ကလေးတွေကိုကိုယ်တိုင်မြေမြုပ်မိုင်းနဲ့ပောက်ခွဲစေတတ်တဲ့ပစ္စည်းတွေကိုရှောင်ကျဉ်တတ်အောင် လုပ်နိုင်ဖို့ဆိုရင်တည်တင့်တာတည်စေဖို့နဲ့တတိထားတတ်အောင်လေ့ကျင့်ပေးဖို့ပါကလေးငယ်တွေကိုမြေမြုပ်မိုင်းအနေနဲ့အကြောင်းသင်ပေးခြင်းဟာသူတို့ရဲ့အနာဂတ်လုံခြုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်မြေမြုပ်မိုင်းဆိုတာမြေကြီးထဲမှာပုံထားပြီးထိမိလိုက်တာနဲ့ပောက်ခွဲသွားတဲ့ပစ္စည်းပါ မြေမြုံမိုင်းတွေဟာလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာအများကြီးကျန်နေတတ်တဲ့အတွက်လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဂျေးဝါဒေတာခန့်တွေအတွက်အန်ဒီရဲ့အဖြစ်ရှိနေတတ်ပြီးအထူးသဖြင့်ကလေးငယ်တွေအတွက်ပိုပြီးတည်ထားဖို့လိုအပ်ပါတယ်